ဲ့လိုလွှဲပြောင်းပေးတယ်ဆိုတိုင်းအဲ့ဟာမှအကုန်လုံးပေးရတော့မှာလားဒီမှာမတရားလာလုံးလို့ရအကုန်လုံးဂျေးအောင်လာမယ်မှတ်မင်းစကားပြောတာစင်ချင်းပါရှိပေါ်ဘလို့ပဲဖြစ်ဖြစ်နေရဘယင်မကြီး

ဟုတ်လာတော့တိကျမသိတိတိချင်းမဖြတ်ဘူးဆုံးဖြတ်လိုက်တာဟုတ်ပြီအဆူစင်းနဲ့အရင်တောက်ကြည့်လိုက်တာဟုတ်ကျေးဇူး အေးရနာငါခုပဲဆက်လိုက်တယ်ညနှောင်းလိုပဲငါဆေးအရင်တောက်ကြည့်လိုက်တယ်အဲ့ဒါငါစီစဉ်ပေးထားလိုက်ဒီရပိုင်းကဖီဖီဒီမကောင်းလာနဲ့ကုန်းမတ်တာအားရအလုံးရှုံးနေဟာဝိပါလို့မြောင်အဲ့တော့ငါချိန်နဲ့စောင့်လိုက်မယ်ငါစီစဉ်တော့လိုက်ဟာလို့သွားရမယ် ခုဒီတပကံတော့ကောင်းအောင်စားရမယ်နော်အဲ့ဒါမှအခုအားရှိပြီးတော့ကျမ်းပါမှာသာပါအောင်ကိုရေတိတိလုပ်ထပ်စားပါအောင်ကိုကလည်းအဲ့လောက်ထိစိတ်ဓာတ်ကြီးမကြပါနဲ့ကိုရေအခုအခုနောက်ပိုင်းဆိုလို့ရှိရင်ကျမ်းမာကြီးအတွက်ကို အစားမများစားရမယ်လေ့ကျင့်ခန်းများများလုပ်ရမယ်လေကိုရဲ့အဲ့မှာအခုအားရှိပြီးတော့ကျန်းမာမှာပေါ့ကိုရဲ့နော်စားပါအောင်ကိုရဲ့ရောအော်သမီးဇာပေါင်းသမီးရဲ့သမီးလိုထမင်းကျွေးနေတာဒီမှာမစားလို့ဝိုင်းပြီးတော့ကျွေးပြပါအောင်ဟမ်ဖေဖေလည်းဖေဖေမစားလို့တော့ဘယ်ရကဲကျေပုံကျွေးမယ်နော်စားဟာဘယ်လဲတေချာစားမှာပေါ့တို့ပြီးလောက်တို့ပြီးလောက် ဘာလို့အဲ့လိုပြောကြကုန်စက်ပြစရာတမီးရဲ့တမီးဖေကပါစက်မသိချာဟားလို့မရသေးတာစိတ်ရှင်နဲ့တွေးမပေါ့အဲ့ဆိုလည်းမေမေပဲတွေးလိုက်တော့ဖြစ်ပုံခုလာတာရေကြီးကိစ္စပြောစရာရှိလို့လာတာဖြစ်ပုံကိုဖုန်းနဲ့မင်္ဂလာဝဲကိစ္စကိုပြန်စီစဉ်ခြင်းနေပြီဟဲ့ဘလို့ဖြစ်နေရလဲနေ့ပြင်မသိချာနေမကောင်းသေးတာဘလို့လောက်နောနေရလဲ မေကလည်းရွှေဘောကလည်းအခုချက်ချင်းလို့မပြောပါဘူးအမေပြန်စီစဉ်တော့မယ်လို့ပြောတာဖေဖေရွှေဘုံတို့မင်္ဂလာကိစ္စပြန်စီစဉ်တော့မယ်နော်အာဖေဖေသဘောတူပါ့မလားနော်ဖေသဘောတူမလားโอเคအဲ့ဆိုရင်မေမေဆက်ကြွေးထားလိုက်တော့ဖေဘုံအလုပ်သွားတော့မယ်အခုရွှေဘုံကအလုပ်မှာအားလုံးကိုရွှေဘုံတယောက်ပြန်ဦးစီးရတော့မှာဆိုတော့ရှိကုန်ဒီချက်ပို့ပြီးစ조사ရတော့မယ်လေဟုတ်တယ်မလားဟုတ်ပြီရှိကုန်စိတ်ချနော်ရှိကုန်အားလုံးကိုတည်စီစာအုပ်ချုပ်မယ်ဟုတ်ပြီ ်အဲ့ဒါသူတော်ပြီမင်းကျွန်တော်တော်ပြီဟိုမြောတော်သေးဆိုရရှိနေရ MD နဲ့တွေ့ဆုံဆွေးနွေးချင်လို့တဲ့အပြင်မှာရောက်နေပါတယ်တဲဆုရှိနေ ဘာကိစ္စလဲရရန်တော့အနာခဲ့မယ်တော့ဆိုတဲဆူရှိနေဘာကိစ္စရှိလို့လဲကိုတော်ရည်ကြီးဟုတ်ကျွန်တော်ဦးမင်းနိုင်ပါတယ် ။ဘာကိစ္စရှိလို့လဲ။အော်။ကျွန်တော်ကဒေါက်တဲစုရဲ့လွှဲညွှန်ကြားချက်နဲ့လာခဲ့တာပါ။ဦးရပိုင်ဆိုင်တဲ့လုပ်ငန်းရှယ်ယာတွေကိုဒေါက်တဲစုကိုတရားဝင်လွှဲပြောင်းပေးရထားကြောင်းနဲ့ကျွန်တော်ရဲ့အမှုတွေဒေါက်တဲစုမသိပဲနဲ့ပိုင်ဆိုင်တဲ့ရှယ်ယာတွေကိုရောင်းချခြင်းပေါင်းနှံခြင်းပေးကမ်းခြင်းအမည်ပြောင်းလဲခြင်းတနည်းနည်းဖြင့်လွှဲပြောင်းခြင်းမပြုလုပ်ဖို့အတွက် ကျွန်တော်လည်းတားမြစ်တာဖြစ်ပါတယ်။အများသူကတီးဖို့အတွက်ကိုလည်းဒီကနေ့ထုတ်သတင်းစာရဲ့စာမျက်နှာနံပါတ်6မှာကျွန်တော်ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။တပါးရီလေအတိတ်နဲ့မရှိတာကျွန်တော်တို့ဘက်ကတာဝန်ရလာပြောတာဖြစ်ပါတယ်။

ပဲမရှိရလာပြောနေတယ်။ဒါကျမအဖေရဲ့ကုမ္ပဏီနဲ့ကျမအဖေရဲ့ပိုင်ဆိုင်မှုတွေ။ဘာကိစ္စအဲ့ကောင်မကလွှဲပေးရမှာလဲ။ဥရကိုယ်တိုင်ထိုးထားတဲ့လက်မှတ်နဲ့လက်ပုတွေပါပါတယ်။သူကိုယ်တိုင်ပေးထားတဲ့စာဖြစ်တဲ့တော့ကြမလို့ကျွန်တော်တို့အနေနဲ့လုံထုံးလုံနေရဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ရှင်ယူနေလား။ဘာလဲလာပြောနေရ။ဟမ်။ဘာမွေးလိုက်လာပြောမနေနဲ့အဲ့ကောင်မသဲစုဆိုတာကျမအဖေစရာချူစားနေတာ ကျွန်တော်တို့စာချုပ်စာတန်းတွေကိုတေချာစစ်ဆေးလိုက်တဲ့အခါမှာလက်မှတ်တွေရောတွဲပြောင်းပေးအပ်မှုတွေပါမှန်နေတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ရဲ့အမှုသက်ဘက်ကနေပြီးတော့ကျွန်တော်တို့ယက်တီပေးရပါလိမ့်မယ်ဟာအဲ့လိုလွှဲပြောင်းပေးတယ်ဆိုတိုင်းအဲ့ဟာမှအကုန်လုံးပေးရတော့မှလားဒီမှာမတရားလာလုံးလို့ရအကုန်လုံးဂျင်းအောင်ရမယ်မှတ်မင်းစကားပြောတာစင်ချင်းမှာ